းပုံကိုပတ်စံတကြမ်းမှမကုန်ပဲနဲ့9မိနစ်တွေဖန်တီးထားတယ်ဆိုရင်ယုံမလားကိုကရှုပ်ထွေးတဲ့စက်တင်လေးကိုလည်းမလိုချင်ဘူးနိုင်အများကြီးပေးပြီးသွားတော့မှလိမ့်လာနေကြရလဲမလိုအပ်ဘူးနေတိုင်းဖရီးသုံးခွင့်ရတယ်လီယိုနာဒို AI အကြောင်းကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်တခြားသူတွေငွေအများကြီးပေးပြီးသွားတော့မှ quality ကောင်းပြီး water map မပါတဲ့ဓာတ်ပုံကိုရရှိနိုင်နေတဲ့အချိန်မှာကိုကနေတိုင်းဖရီးသုံးပြီးသွားတော့မှ quality ကောင်းပြီး ဝါတာမတ်မပါတဲ့တပ်ပေါ်ကိုဘယ်လိုရယူရမလဲဆိုတော့ကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။စဉ်းပြေလား။ Xcode Channel ကလည်းကြိုဆိုပါတယ်။ Leonardo AI ကိုဝင်မယ်ဆိုလို့ရှိရင်ကြိုက်နှစ်သက်ရာ browser နေပြီးတော့ Leonardo လို့ရိုက်ထည့်လိုက်ပါ။ Leonardo AI ဒါဆိုလို့ရှိရင် Leonardo website ကြာလာပြီးအဲ့ထဲတစ်ချက်ဝင်လိုက်။ဒီ website ထဲကိုဝင်သွားပြီးအဲ့ထဲမှာ master ကိုတစ်ချက်ယူလိုက်။ကောင်းဖွင့်ဖို့လိုတဲ့ create free account တစ်ချက်နှိပ်လိုက် gmail ဒါမှမဟုတ်လို့ရှိရင်ကြိုက်နေတဲ့ရ email နဲ့ဝင်လို့ရတယ်ကျွန်တော်တို့ gmail နဲ့ပဲဝင်လိုက်မယ် gmail bin continue let's go ကောင်းဖွင့်လိုက်တာနဲ့တင်ဒီနေ့ကိုတုံကင်150 free ရတယ်အဲ့တော့ကြောင့်မလို့နေတိုင်းဒီဘောက်ကို150တုံကင်ရှိသလောက်ကိုဘက်ပုံတွေကို create လုံးဝလုပ်လို့ရကိုမထပ်ပြီးလိုချင်နေဆိုလို့ရှိရင်တော့ premium plan ဝယ်လို့ရတယ် ဖရီးကနေ့စဉ်တုံငင်150ရရတဲ့သူက daily ရတာဒါပေမဲ့ကိုကထပ်ပြီးတော့မှလိုချင်တယ်ဆိုလို့ရှိရင်ကြိုက်နေတဲ့ရာ plan ကိုဝယ်လို့ရတယ်ဖရီးကတုံငင်150ရတာဖြစ်ပေဖြစ်တဲ့အတွက်ကြောင့်မလို့တခြား ဒီဗီဒီယိုထုတ်တဲ့အပိုင်းတွေကိုတော့ဆန်းလို့တော့မရဘူးတချို့ပရီမီယံဖီချာတွေကိုတော့တုံးလို့မရဘူးအဲ့လိုမျိုးတုံးလို့မရတာတော့မှပုံထုတ်ကအရန်ကောင်းတယ်နောက်တစ်ချက်အနေနဲ့လီယိုနာໂດ AI မှာသူ့ရှိမှာထုတ်သမျှပုံတိုင်းကကြတော့ public တွေမှာကြိုက်တယ်လို့တုံးလို့ရတယ် copyright လုံးဝမရှိဘူး watermark လုံးဝမပေါ့ watermark ဆိုတော့ကျွန်တော်တို့ Gemini နဲ့ပုံထုတ်မယ်ဆိုလို့ရှိရင်အောက်မှာ watermark ကလေးပေါ့နော်သူ Gemini ရဲ့ logo လေးအမြဲတမ်းပါတယ်တခြား AI တွေလည်းကုန်တီတိုင်းပဲ Leonardo AI ကကြိုက်တဲ့ပုံကိုထုတ်လုံးဝ watermark မပါဘူး โอเคတစ်ချက်စမ်းကြည့်မယ်ပထမဆုံး Leonardo AI မှာပုံတွေမထုတ်ခင်သူ့ရှိမှာရွေးချယ်စရာအောက်မှာဒါ community creation ပေါ့เนาะတခြားလူတွေထုတ်ထားတဲ့ပုံတွေအများကြီးရှိတယ်အဲ့ဒီထဲမှာတွားပြီးရွေးလို့ရှင်တော့မှအများကြီးတွေ့နိုင်တယ်ကိုကြိုက်တဲ့ပုံတစ်ပုံကိုနှိပ်ပြီးတော့လဲအဲ့ဒီပုံအတိုင်းကို ဖရုံလေးတစ်ခါလေးရမှာဖြစ်တယ်ဒါဆိုလို့ရှိရင်ဒီပုံတပုံကိုတစ်ချက်နဲ့ကြီးလိုက်မယ်ဒီပုံတပုံရဲ့ဘေးနားလေးကိုတစ်ချက်နဲ့ပြီးတော့ down arrow ဆွဲလိုက်တာနဲ့ဘလိုပုံလိုမျိုးနဲ့ရေးထားတာနောက်တစ်ခါဘဲ AI မျိုးစနဲ့ထုတ်ထားတာပုံ size ကဘလောက်ပေါ့အဲ့ဒါတစ်ခါလေးအကုန်လုံးကြည့်လို့ရအဲ့ဒီအပြင်ကောင်မှာကိုကဒီပုံကိုနည်းနည်းပြင်ကျင်သေးတယ်ဆိုလို့ရှိရင်ဒီအောက်မှာပုံရေးပြီးသွားတော့ပြင်လို့ရတယ်ဘုခင်ကထုတ်ထားတဲ့ nano banana လည်းရှိတယ် chat gpt တရားထုတ်ထားတဲ့ gpt ai လည်းရှိတယ် ai model အများကြီးကိုလာပြီးတော့ပေါင်းပြီးတော့ကိုသူ့အနေနဲ့အသုံးပြုလာတယ်ဥပမာကိုကဒီပုံကို ိုက်နေတတ်တယ်ဆိုလို့ရှိရင်ဒီပုံကိုတစ်ခါတည်းဒေါင်းလိုက်လို့ရတယ်ဒီဘက်မှာဒေါင်းလို့ဆိုတာရှိရတယ်တစ်ခါတည်းဒေါင်းပြီးယူသွားလိုက် copyright လည်းလွတ်တယ်သုံးညင်တယ်လို့တော့ကိုကကြိုက်လို့ပြင်ညင်တယ်ဆိုလို့ရှိရင်လည်းဘာမှလုပ်စရာမလိုဘူး US guide ဝယ်ယူလိုက်သူ UD ရေးမိမှာသူက premium feature နေတယ်တော့သုံးလို့မရအောင် style reference တော့လုပ်လို့ရတယ် confirm ဒီမှာသူက this style reference လုပ်ပြီးတော့မှကို့အနေနဲ့ print ရေးလိုက်အောင်ပဲဒီကောင်ကိုဆက်ပြီးတော့မသွားခင်မှာကျွန်တော်တို့ဘယ်လိုဆက်သွားမလဲဆိုတော့ image ဒီ image ကိုတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီဘက်မှာပုံထုတ်တဲ့နေရာစီကိုတန့်ရောက်သွားလိမ့်မယ် ပုံထုတ်တာကကြတော့ model တွေအများကြီးတယ်။ Lucid Origin ကကြတော့ Leonardo ကပဲထုတ်ပေးထားတဲ့ AI model တခုပုံရဲ့ quality ကတအားကောင်းတဲ့ HD output လောက်ထိကိုသူကထွက်ပေးတယ်ပေါ့နော်။နောက်တစ်ခုကကြတော့ဒီဘက်မှာ Stream 4.0ကလည်းဒီဘက်မှာသူက 4K generate လုပ်နိုင်တယ်။ခဲရဲ့အကောင်းဆုံး AI နေတဲ့အတခုဖြစ်တဲ့ Nano Banana ကိုလည်းဒီမှာတန်းသုံးလို့ရတယ်။နောက်ခါကြတော့ Lucid Realism ကြတော့ဒီဓာတ်ပုံထုတ်လိုက်တဲ့အဲ့ဒီဓာတ်ပုံကိုပဲ video အနေနဲ့ပြန်ရိုက်ဖို့အတွက်ဆိုလို့ရှင်တော့ဒီ Lucid Realism ကတော်တော်ကောင်းတယ်။ကိုက model တွေကိုနှိပ်လိုက်ပြီးဆိုလို့ရှင်အော်ဒီ model အလိုက်ကိုဘလောက် မောပုံထုတ်ရင်ဒီဘက်မှာတုံငင်ကုန်မယ်ဆိုတာလည်းတစ်ချက်တွေ့ရတယ်ဒီကောင်ကတော့ flash ကကြတော့သူကပုံထုတ်တာမြန်ဖို့အတွက်ကိုအဓိကအသုံးပြုတာဒီကောင်လည်းဒီ flash ကလည်း ထုတ်ထားတဲ့ AI ပေါ်ထုတ်တဲ့ model တကူဒီ Leonardo AI ထုတ်ထားတာမဟုတ်ဘူး။အမှကျတော့ Phoenix ကကျတော့ Leonardo ထုတ်ထားတာ။သူ့ရဲ့ style ကကျတော့လုံးဝ detail ရတယ်။ဒီရောကျွန်တော် Phoenix ကိုတစ်ချက်ရွေးလိုက်မယ်။ဒီ style ကကျတော့တစ်ချက်ရွေးလို့ရတယ်။သူက 3D ပုံစံမျိုးနဲ့ထုတ်မှလားပေါ့နော်။ဒီ cinematic ဆိုတဲ့ Studio ကအလင်းအောင်မျိုးနဲ့ထုတ်မှလားပေါ့နော်။ Fashion design ပုံစံမျိုးတွေပါတယ်ထုတ်မယ်ဆိုလို့ရှိရင်တော့ဒီဘက်က style မှာ fashion ကိုလာထုတ်လိုက်တယ်ဆိုလို့ရှိရင်တော့ fashion design ပုံစံမျိုးဓာတ်ပုံရိုက်တဲ့ပုံစံမျိုးရတယ်။ Portrait ဓာတ်ပုံတွေပါတယ်ပုံစံမျိုးထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ Portrait ဓာတ်ပုံကိုဒီနှိပ်ပြီးတော့မှထုတ်လို့ရတယ်။ဒါကတော့အခုကြိုက်သလိုလုပ်လို့ရတယ်ပေါ့နော်။ဒီဘက်မှာ ော့တပုံထုတ်တာကတော့ premium feature မှာပဲ quality နဲ့ ultra ကရတယ်ဒီ model အတွက်ကိုဒါပေမဲ့သူကအမြန်ပုံစံမျိုးနေနဲ့ရတယ်ပုံဝဲ site ကိုလည်းကြိုက်တယ်လို့ယူလို့ရတယ်2:3လား6 4လားဒါမှမဟုတ် customer တစ်ချက်ထက်ရကိုကြိုက်တဲ့ပုံစံမျိုးအနေနဲ့ wide angle ကိုယူလို့ရတယ်အဲ့ဒီချက်က AMI နောက်တစ်ခုကတော့ဒီဘက်မှာ premium feature အနေနဲ့ဆိုရင်တော့ဒီပုံတစ်ပုံနှစ်ပုံလောက်ထုတ်တာမျိုးသုံးပုံလောက်ထုတ်တာမျိုးကိုပဲရတယ်။ကိုကတော့ default အနေနဲ့ဒီဘက်မှာ၄ပုံတစ်ခါနဲ့တန်းထုတ်လို့ရတယ်။ add to collection ကတော့ကျွန်တော်တို့အနေနဲ့ premium feature မှာပဲရတယ်။ကိုယ့်ရဲ့ပုံတွေကို public မှာမချပြစေခြင်းမူဆိုလို့ရှိရင်တော့ဒီ add to collection မှာတော့သိမ်းလို့ရ။ advanced setting တွေကတော့တစ်ခုနဲ့တစ်ခုမတူဘူးရဲ့။ဘာဖြစ်လို့လဲဆိုတော့ဒီဘက်မှာ phone နဲ့တွဲဆိုလို့ရှိရင်တော့ negative prompt ရတယ်။ negative prompt ဆိုတာကကိုယ့်အနေနဲ့ဒီပုံထုတ်တဲ့အခါမှာမလိုချင်တဲ့အကြောင်းအရာတွေအကုန်လုံးဒီ negative prompt မှာလာရေး။ phone ကဒီလိုမျိုးအောက်က advanced setting တွေရတယ်ဆို ပဲမြဲဒီဘက်မှာ music origin ကကြတော့ဒီဘက်မှာမရတော့ဘူးသူ့ advanced setting မှာကြတော့ဒီဘက်မှာ negative prompt နေလဲမရဘူး you face C ဆိုတာအတွက်ဒီအပုံတွေကိုဆိုတာနံပါတ်မှတ်ထားတာနောက်ပိုင်းကိုအနေနဲ့ပြန်သုံးချင်တယ်ဆိုလို့ရှိရင်ဒီနံပါတ်တိုင်းကိုပဲပြန်သုံးလို့ရတယ်ဗောနော်ဒါကတော့သူ့ရဲ့ setting ကိုနည်းနည်းရှင်းပြတာနောက်တစ်ချက်ကကြတော့ flow state flow state ကိုတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဥမာသူ့အနေနဲ့အမိုင်ဆုံး feature ဒီကိုလိုချင်တဲ့ design ကိုတစ်ခါလေးရွေးပြီးလုပ်လို့ရတယ်ပုံတစ်ပုံကို token တစ်ခုပဲကုန်တယ်ဒါပေမဲ့ကိုရွေးလိုက်တဲ့ prompt ကကြိုက်တယ်လို့အခြေခံလေးပဲရေးပြလိုက်ရေးပြလိုက်တဲ့အချိန်ကိုပဲသူကတစ်ခါလေးထုတ်သွားပြီးမှ byte ကိုတစ်ချက်ရွေးချယ်လို့ရတယ်ပုံထုတ်ကြည့်တဲ့အခါမှာဘယ်လိုပုံစံမျိုးအနေနဲ့ကြည့်မှလဲပေါ့နော်ဒီမှာတစ်ခါလေးကိုကြိုက်တယ်လို့ရေးလို့ရတယ်ဟောဒီပုံလေး းရွေးလိုက်တယ်ဒီပုံလေးရွေးပြီးသွားပြီဆိုလို့ရှိရင် lightning lightning ကကြတော့ဘယ်လိုပုံစံမျိုးကာလာအနေနဲ့ရွေးမှလဲဆိုပြီးတော့မှကြိုက်တဲ့ lightning ပုံစံမျိုးကိုရွေးလို့ရတယ်အဲ့ဒီပြင်ကောင်မှ short တိုက် short တိုက်ကကြတော့ဘယ်လိုမျိုးလဲအနီးကလာအဝေးကလာအောက်ကလာဘေးတိုက်လာပုံစံမျိုးအနေနဲ့ကြိုက်တယ်လို့ရွေးလို့ရနောက်တစ်ခါကျတော့ color things အနေနဲ့လည်းဘယ်လို color thing မျိုးလိုချင်လဲဆိုပြီးတော့မှရွေးလို့ရအဲ့ဒီပုံစံရွေးပြီးတော့မှအောက်ကဓာတ်ပုံ site ကဘယ်လိုပုံစံ site မျိုးလိုချင်လဲဆိုပြီးတော့မှရွေးလို့ရအဲ့ဒီရွေးလို့ရတဲ့ feature ကြီးကအရင်မှိုက်တယ်ကျွန်တော်အခုဒီဘက်ကတခြား prompt တွေကိုမသုံးဘူးအခုဒီမှာရှိတယ် ဒီ product တစ်ခုကိုပဲသုံးလိုက်မယ် generate လုပ်လိုက်မယ်သုံးလိုက်တဲ့ vibe ပုံစံတိုင်းကိုပဲတခါတည်းသွားတယ်ဒါပေမဲ့သူ့စီမှာကတစ်ချက်ရှိတာဒီဒီတဲ့ပုံကိုတုံကင်1တုံကင်အောက်ကိုဆွဲသွားလိုက်တာနဲ့တုံကင်ကအလိုလိုကုန်းနေမှာပေါ့နော်ဒီဘက်မှာ score to generate ကိုတစ်ချက်ပိတ်ထားလိုက်လို့ဆိုလို့ရှိရင်တော့အောက်ကိုဆွဲလေတုံကင်ကတော့မကုန်တော့ဘူး မကုံတော့ဘူးပေါ့နော်ဒီဘက်မှာ तू ထုတ်ပေးလိုက်တာဒီ score to jan တွေကိုဖွင့်ထားလိုက်မယ်ဆိုလို့ရှိရင်အောက်ကိုဆွဲဆွဲသမျှလည်းပုံတွေအများကြီး jan တွေလုတ်ပေးထားတာအဲ့ jan တွေလုတ်တာနဲ့တင်ကိုကကုံနေတာပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီပုံတွေကိုကိုကကြိုက်တယ်ဆိုလို့ရှိရင် more like this ဒီပုံလေးကိုကိုကြိုက်တယ်ပေါ့နော်ကြိုက်ပြီးတော့မှလုတ် more image ဆိုပြီးတော့မှဒီပုံနဲ့ပတ်သက်တဲ့ပုံစံမျိုးတွေကိုပဲထပ်ပြီးတော့မှသူ့အနေနဲ့ generate လုပ်ခိုင်းလို့ရ real time canvas ပုံဆွဲလိုက်တာနဲ့ဒီဘက်မှာပုံက ဆွဲလိုက်တဲ့ပုံတိုင်းထွက်လာတယ်။အဲ့ဒီကောင်မှအောက်မှာရွေးချယ်လို့ရသေးတယ်ပေါ့။ဒီ creative strength ကိုပြန်ဆွဲခင်ကျွန်တော်ပုံလေးတစ်ပုံဆွဲပြမယ်။ or brush အားမမသိကျွန်တော်ဆွဲချရတယ်။သူကအောက်မှာပုံလေးတစ်ပုံခွေးလုပ်ပြီးအဲဆိုဒီရောက်ကကိုကတော့ဒီဘက်မှာဆွဲကျင်တယ်လို့ဆွဲလိုက်တယ်။ကိုဘက်မှာသူကနေပြီးတော့မှအနည်းဆက်ဆုံးဘလိုပုံစံမျိုးဖြစ်မလဲဆိုပြီးတော့မှဒါလူပုံလေးနဲ့ပေါ့နော်။ကိုကအဲ့ဒီကောင်မှထပ်ပြီးတော့ရွေးလို့ရသေးတယ်။ဘလိုပုံစံမျိုးလိုချင်တာလဲ။ dynamic animate ဒါဆိုလို့ရှိရင်ကတ်တုန်ကားတွေပုံစံတိုင်းရပုံစံမျိုးထွက်လာတယ်။နောက်တစ်ခါ cinematic ရုပ်ရှင်ကဒီဇိုင်းပုံစံမျိုးလေးတွေထွက်လာတယ်ဟုတ်ပြီအဲ့ဒီကောင်မှာသူကထပ်ပြီးတော့မှဒီပုံစံတိုင်းနဲ့ပဲအနည်းဆက်ဆုံးတူစေချင်တယ်ဆိုရင် short ပေးလိုက်ဒီဘက်က create တွေကိုအနည်းဆက်ဆုံးသွားပြီးတော့တူတယ်ဟုတ်ပြီနောက်အမြင့်ဆုံးထားထားပေးလိုက်အဲ့ဒီပုံစံတိုင်းမျိုးနဲ့ပေါ့နော်အနည်းဆက်ဆုံးဖြစ်တဲ့အပိုင်းကိုပဲလာထုတ်ပေးတာကိုတွေ့ရလိမ့်မယ်။ကျွန်တော်တို့ဒီဘက်မှာနည်းနည်းလေး short လိုက်။ Okay ဟုတ်ပြီပြသပြီဆိုလို့ရှိရင်ကျွန်တော်ဆွဲပလိုက်တာဒီဘာပုံမှမသိဘူးဒီဘက်မှာဒီလိုမျိုးဆွဲလိုက်တာနဲ့ဒီဘက်မှာပန်းပုံစံလေးလာထားပေးတယ်ပေါ့နော်။ ဲ့တော့ကြောင့်မလို့ကိုကဒီဘက်မှာပုံကိုကြိုက်တယ်လို့ဆွဲလို့ရတယ်ကြိုက်တယ်လို့လုံးလို့ရတယ်ဒီဘက်မှာသူ့အနေနဲ့အဆင်ပြေတာကိုလာထားပေးလိမ့်မယ်ဒါကတော့ကျွန်တော်အနေနဲ့ဒီဘက်မှာသွားပြီးတော့ဆွဲတာပြီးသွားပြီးတော့ဖြတ်ချင်တယ်ဆိုရင်ဒီဘက်ကနေပြီးတော့ဒီလို ဖြတ်လိုက်ဒီလိုဖြတ်လိုက်ဒီလိုဖြတ်လိုက်နီးစက်သုံးတိုင်းတာတစ်ခုနေနဲ့တော့တခြားပုံပုံစံမျိုးနေနဲ့ပါလာထပ်ပေးတာကိုတွေ့ရလိမ့်မယ်နောက်တစ်ခုကတော့ဒီဘက်မှာဒီ cinematic ပုံစံမျိုးနေနဲ့ကိုကြိုက်နှစ်သက်တဲ့ပုံစံမျိုးကိုဒီဘက်မှာရွေးချယ်ပြီးတော့ကြည့်လို့ရပါတယ် ဒါဆိုလို့ရှိရင် ရေဒီဂွန်ပုံစံမျိုးအနေနဲ့အနည်းဆက်ဆုံးဒီဆွဲလိုက်တာဒီတူတွေဆိုပြီးတော့မှလာပြောပြတာပဲဖြစ်တယ်။ကို idea လေးတစ်ခုခုကိုဆွဲနေလိုက်တာနဲ့တင်ဒီဘက်မှာအစဉ်ပြေဆုံးဖြစ်မဲ့ပုံလေးလာထပ်ပေးတာဖြစ်ပါလိမ့်မယ်။ကဲဝိဒီပုံကိုကိုကြိုက်တယ် download လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီဘက်ပင်နာက download လေးတစ်ချက်ဆွဲလိုက်ရပါပြီ။ဒီပိုင်းဒီကတော့အလွယ်ဆုံးဖြစ်တဲ့ UFO အရန်လဲအသုံးတည့်ပါတယ်။ universal upscaler တက်ပုံကို ပို့ပြီးတော့ quality ပိုကောင်းစေဖို့အတွက်ဆိုလို့ရှင်ဒီကောင်သုံးတယ်ဥပမာကျွန်တော်တက်ပုံတက်ပုံတင်လိုက်မယ် နည်းနည်းလေးပြင်ကျင်နေပေါ့နော်ကျွန်တော်ဒီဘက်ကပုံကနည်းနည်းလေးဝါနေတယ်ဝါနေတယ်ဆိုလို့ရှိရင် creative strength ကိုတော့နည်းနည်းလေးရော့ short သေးတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ creative strength ကိုမြင့်ထားလိုက်ပဲဆိုလို့ရှိရင်သူပုံထုတ်တဲ့အပိုင်းဒီ AI generate လုပ်တဲ့ဘိုင်းကိုအများဆုံးသွားတယ်ပေါ့နော်အဲအကြောင်းမလို့ဒီမူလပုံနဲ့တိတ်ပြီးတော့မတူနိုင်တော့ဘူးဒါပေမဲ့ကိုကမူလပုံနဲ့တိတ်ပြီးမတူချင်ဘူး AI generate ထုတ်တဲ့ပုံမျိုးကိုပဲပို့ပြီးလိုချင်တယ်ဆိုလို့ရှင်တော့ဒီကောင်ကိုအမြင့်ဆုံးထားတာလိုက်ကျွန်တော်တော့ကျွန်တော်မူလပုံတိုင်းကိုပဲလိုချင်တယ်ဒါပေမဲ့ဒီပုံကနည်းနည်းလေး quality ကသိပ်မကောင်းဘူးဟိုဝါတာတာတွေဖြစ်နေတယ်အဲ့တို့ကြောင့်မလို့ဒီပုံကို quality ပိုကောင်းချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ app scale multiplier ကိုအမြင့်ဆုံးထိတင်လိုက်တယ်အဲပြီးတော့ပြီဆိုလို့ရှင်တော့ဒီပုံမှာဘယ်လိုပုံစံမျိုးတွေပါ လူကျင်သေးတယ်ဆိုပြီးတော့မှပုံရဲ့အကျဲပုံရဲ့အမြင့်တွေကိုပါတခါလေးဖော်ပြထားပြီးတယ်အဲ့ဒီကိုမှမကိုက pro အနေနဲ့ထပ်ပြီးတော့မှဘယ်လိုပုံစံမျိုးအနေနဲ့ဟိုထပ်ပြီးတော့ရေးလို့ရပါသေးတယ်အဲ့ကျွန်တော်တို့ဒီမှာမထည့်တော့ဘူးဒီပုံကိုပဲပို့ပြီးတော့ကောင်းစီကျန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ app scale လုပ်လိုက်မယ်ပထမပုံသည်နည်းနည်းဝါးနေတယ်နောက်ပုံသည် တက်ပြီးတော့မဝါတော့တာကိုတစ်ချက်တွေ့ရလိမ့်မယ်ဒီလိုမျိုးပဲကိုယ့်ရဲ့ပုံလက်ကဲ quality တွေကိုပိုပြီးကောင်းကျင်နေဆိုလို့ရှိရင်တော့ဒီကနေလာပြင်လို့ရတယ်ဒါကတော့ apps ကနောက်ဆုံးကိုယ့်ရဲ့ပုံဒီ finalize ပြီးသွားတဲ့အခါမှာဒီ apps ကနေပြီးတော့မှပုံရဲ့ quality ကိုပိုကောင်းဖို့အတွက်လာပြင်လို့ရတာပဲဖြစ်တဲ့ download လုပ်လိုက်မယ်ပုံထုတ်တဲ့အပိုင်းကိုသွားကြမယ်ပုံထုတ်တဲ့အခါမှာအများသောအားဖြင့်သူကတော့အင်္ဂလိပ်လိုပဲ prompt ကိုထုတ်လို့ရတယ်ကျွန်တော်တော့ဆိုလို့ရှိရင်ကျွန်တော်အရှိမဗီဒီယိုတွေပြောခဲ့တဲ့အတိုင်းပဲမလုပ်မလဲဆိုလို့ရှိရင် Gemini ဆရာကြီးကိုသွားမယ်ညူးချက်သေးကိုဝင်ပြီးသွားတော့မှ โอเคလီယိုနာဒို AI အတွက်အင်္ဂလိပ်ပြန်ထုတ်ပေးပါစမ်းလိုက်မယ်ဒါဆိုလို့ရှိရင်သူ့အနေနဲ့လီယိုနာဒို AI အတွက်သူထုတ်ပေးတဲ့အပုံလေးပေါ့နော်ကျွန်တော်ဒီမှာမပါလို့ချင်လဲဆိုလို့ရှိရင်ပေါ်တောင်ထဲမှာလမ်းလျှောက်နေသောပုံဆိုပြီးတော့တစ်ချက်ထည့်ပေးလိုက်မယ်သူ့အနေနဲ့ print ထုတ်လာပေးပြီးအဲ့ print ကိုပဲတစ်ချက် copy ကူးလိုက်စီဂျမနိုင်းအရောင်မှာသူ့တခါတည်းပုံထုတ်ထားပေးသေးတယ်โอเคဂျမနိုင်းဒီဘက်မှာ control v ဒီဘက်မှာ lucid original နဲ့ထုတ်မယ် ratio ကကြတော့16 ိုဝေချိုးလုပ်မယ်ရထုတ်လိုက်ပုံကတခါတည်းသူ့အနေနဲ့၄ပုံတခါတည်းထွက်လာတဲ့ဂျမနိုင်းကထုတ်ပေးတဲ့ပုံကဒီလိုပုံလီယိုနာရိုထုတ်ပေးတဲ့ပုံကဒီလိုပုံဟိုကဒီဘက်မှာ image ကိုဒီ model အနေနဲ့မထုတ်ချင်ဘူးပို့ပြီးတော့ကောင်းချင်တယ်ဆိုရင် legacy ကိုသွားပြီးတော့မှဒီရဲ့ model အကုန်လုံးနဲ့သွားထုတ်လို့ရပရော့ကတခုပဲဒါပေမဲ့ cinematic နဲ့ထုတ်မယ်ဆိုလို့ရှိရင် तू ကဓာတ်ပုံရထားတဲ့ပုံစံမျိုးလုပ်တော့တယ် concept အဲ့ဆိုလို့ရှိရင်တော့ဒီပုံစံမျိုးလေးလာလိမ့် လီယိုနာໂດလိုက်တနင်းဆိုလို့ရှိရင်လီယိုနာໂດလိုက်တနင်းပုံစံမျိုးနဲ့အဲ့လိုအယောင်ချဲတဲ့ပုံစံမျိုးနဲ့လာဒီ print ကိုပဲ graphic design နေနဲ့တောက်ထုတ်လိုက်မယ်ဆိုလို့ရှိရင် graphic design လုပ်တဲ့လူမျိုးတွေအတွက်အဓိကပုံစံမျိုးနေနဲ့လာတယ်ပေါ့နော်ပုံမမတူဒီ stock photography ကြတော့မြန်ထုတ်ချင်တာမျိုးတွေ banner image ထုတ်ချင်တာမျိုးတွေကိုယ့်ရဲ့ logo ပုံစံမျိုးတွေနဲ့ထုတ်ချင်တာမျိုးဆိုဒါမျိုးလုပ်လို့ရဒီဘက်မှာလည်းကိုယ်ကြိုက်နှစ်သက်တဲ့ design မျိုးကိုရွေးပြီးတော့မှဒီ print ကိုပဲထုတ်လို့ရတာဖြစ်တယ်ဖုန်းနဲ့ပဲလီယိုနာໂດ AI ကိုအသုံးပြုမယ်ဆိုလို့ရှိရင်နီးလဲနှစ်မျိုးနဲ့အသုံးပြုလို့ရတယ်တစ်မျိုးကတော့အရှိမပြောခဲ့တဲ့အတိုင်းပဲ website ကို ဖုန်းထဲကနေဝင်သုံးမယ် browser ထဲကိုတစ်ချက်ဝင် server မှာ leonardo ai လို့ရိုက်လိုက်ဒီမှာဒီတိုင်းပဲဝင်လိုက်မယ်ဆိုလို့ရှိရင်တော့ application ထဲကိုပဲဝင်သွားမှာဖြစ်တယ်ဒီလိုပုံစံမျိုးနဲ့ဝင်သွားမှာဖြစ်တယ်အရှိကဗီဒီယိုမှာပြခဲ့တဲ့အတိုင်းကွန်ပျူတာအတိုင်းပဲ website ကိုဖုန်းနဲ့အသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်တော့အဆက်သုံးဆက်ကိုတစ်ချက်နဲ့ desktop site ကို online ဒါဆိုလို့ရှိရင်အရှိဗီဒီယိုမှာပြခဲ့တဲ့အတိုင်းပဲ website ကိုဖုန်းနဲ့အသုံးပြုလို့ရပါပြီ desktop ထဲကိုတစ်ချက်ဝင် ဒါဆိုလို့ရှိရင်အရှိမပြရတဲ့အတိုင်းပဲအသုံးပြုလို့ရပြီ real time canvas ကိုတုံးတဲ့အခါမှာပုံဆွဲတဲ့အခါမှာပို့ပြီးတော့တော့မှအစဉ်ပြေနိုင်ပါသေးတယ်ဒါမှတော့ကျွန်တော်အကောင့်မဝင်ထားလို့ပါအကောင့်တစ်ချက်ဝင်လိုက်ရင်တော့ရပါပြီ Leonardo က application ထုတ်ထားပါတယ် Play Store ကနေပြီးတော့ပဲ Leonardo AI ကိုတောင်းကြည့်မယ် Leonardo AI install တင်လိုက်မယ် application ကတော့ website လောက်တော့တိတ်ပြီးတော့မစုံဘူးဒါပေမဲ့တော်တော်များများကိုအသုံးပြုလို့တော့ရတယ်ဒီမှာဆိုလို့ရှိရင် blueprint ကိုလည်းတုံးလို့ရတယ် login ဝင်ပေးဖို့လိုတယ် gmail နဲ့ပဲတစ်ချက်ဝင်လိုက်မယ် login ဝင်သွားပါပြီတုံကင်း150ရတာဖြစ်ပါတယ်အမှတော့ home ကိုတစ်ချက်သွားမယ် home ကိုတစ်ချက်သွားမယ်ဒီမှာဆိုလို့ရှိရင် blueprint တုံးလို့ရတယ်ဒီ website မှာဆိုလို့ရှိရင်တော့ blueprint ကိုဒီကနေတုံးတယ် blueprint ကကြတော့နောက်ဆုံးထွက်တဲ့ feature ပေါ့နော်အစင်သင်းလောက်ထားပြီးသား တမ်ပလိတ်တွေရှိတယ်အဲ့တမ်ပလိတ်တွေထဲမှာကို့အနေနဲ့ဝင်ပြီးတော့အသုံးပြုလိုက်ရုံပဲပေါ့နော် let's go နေနဲ့တစ်ချက်သွားလိုက်ဒီ application မှာဆိုလို့ရှိရင်တော့ဒီ blueprint နေရာနေပြီးတော့ဝင်ပြီးတော့အသုံးပြုလို့ရတယ်ဒီမှာကတော့ blueprint ကိုဒီကနေဝင်ပြီးသွားတော့မှတမ်းပြီးအသုံးပြုလို့ရတယ်ကျွန်တော်ဒီနေ့ phone application နဲ့ပဲသုံးတာလေးတစ်ချက်ပြောပြမယ်နော်ဖဲ့ခြင်းနဲ့ဆိုလို့ရှိရင်လည်းနောက်ကဒီပုံလေးနဲ့တစ်ချက်ဖဲ့တဲ့ပုံရှိတယ်တခါလေးယူလိုက်ရုံပဲကောင်လေးပုံတစ်ချက်ယူလိုက်မယ်အဲ့ဒီမှာ guest အဲ့ဒီမှာကိုပုံကိုတခါတည်းတက်ရဖိုတိုနဲ့ယူထည့်လို့လည်းရတယ်ကျွန်တော်တို့ဖိုတိုဂလာရီတွေကနေယူလိုက်မယ်ပုံအပ်လုပ်တင်နေလို့ပါကိုနက်ကစတိုင်တိုင်းပြောင်းကျင်နေဆိုပြီးတော့မှ generate ထုတ်ပေးလိုက်မယ်ဒါဆိုသူ့အနေနဲ့ generate လုပ်နေပြီဒီမှာဆိုလို့ရှိရင်ကိုနက်ကကျွန်တော်တင်ပေးလိုက်တဲ့ပုံရဲ့နေရာမှာ blueprint အနေနဲ့ရှိပြီးသား template ပုံစံတိုင်းကိုသူထုတ်ပေးလာတာကိုတွေ့ရလိမ့်မယ်ဒီဘက်မှာကျွန်တော်ပုံအနေနဲ့တခြားတဘုံနောက်တစ်ချက်အနေနဲ့ဒီဘက်မှာတဘုံ ခြေပိသားတမ်းပလိတ်မှာပဲကိုယ့်ရဲ့ပုံတွေကိုဂျန်ရိတ်လုပ်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားတဲ့နောက်မှာကိုယ့်ရဲ့တန်ဖိုးရှိတဲ့တက်ပုံတွေကိုဘယ်လိုဖန်တီးရယူရမလဲဆိုတာကိုနားလည်သွားမယ်လို့ညွှန်လင်းပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကမိတ်ဆွေတို့အကျိုးရှိတယ်ဆိုလို့ရှိရင် like and share လုပ်သွားပေးပါဦးစင်မပြေတာများရှိတယ်ဆိုလို့ရှိရင်လည်း comment ရေးသွားပေးပါဦး channel ကို subscribe မလုပ်ပါသေးရင် subscribe လုပ်ထားပေးခြင်းဖြင့်ကူညီပေးနိုင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပါ